မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ် AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနောက်ပိုင်းအတွင်ပြုလုပ်သောနေပြည်တော်စီအုံဤရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစည်းအဝေးတွင်ထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းဤတိနီယာနှင့် အေးအေးယုံဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမြများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရပါတယ်။ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအချိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထည့်ဖို့နိုင်ရင်းနဲ့နေနေစုံမှုမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးတမများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များ စစ်တပ်လိုလာသောရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရက်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါသည်။ဆက်လက်ပြီးမေအောင်လိုင်ပြုတ်ကြဖို့ညီညွတ်စွာနဲ့လက်နက်ကင်တိုက်ဖြိုချမှရမယ်လို့ TNL ကောင်းဆောင်ပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုင်ဘယ်ချိန်ပြုတ်ကြမလဲဆိုတာခံမှန်းရခက်ပေမဲ့စစ်အာဏာရှင်ပြုတ်ကြအောင်ညီညွတ်စွာတိုက်မှရမယ်လို့တောင်းတက်မလို့ TNL ကောင်းဆောင်တအုပ်ဖြစ်တဲ့အထွေထွေအတွင်းရေးမှူးချုပ်ဘိုးချုပ်တာဝန်ကျော်ကပြောပါတယ်။ နိုဝင်ဘာ3ရက်ကထုတ်ပြန်တဲ့ DNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလာထုတ်စာဆောင်မှာဘိုးချုပ်တာဘုံကျော်ကပြောကြားတဲ့မင်ကွန်းကိုဖော်ပြခဲ့တာပါ Chinese Law Academy ကျောင်းစင်ပွဲတက်ရောက်ခဲ့တဲ့ဘိုးချုပ်တာဘုံကျော်ရဲ့မင်ကွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါကျောင်းစင်ပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့ဖော်ပြမထားပါဘူး DNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ဈာဝယ်မှုနဲ့အော်တိုဘာလာကုန်ပိုင်းမှာအပြစ်ရဲဆဲခဲ့ပေမဲ့ DNL ကောင်းဆောင်ဘိုးချုပ်တာဘုံကျော်ကနေရာလိုက်တဲ့စစ်အာဏာရှင်တွေပြုတ်ကြရေး လက်နက်ကင်တိုက်ပြီးဖြိုချမှတာရမယ်လို့ပြောကြားချက်ကိုအခုလိုဖော်ပြခဲ့တာပါမင်းအောင်လိုင်းစစ်အာဏာရှင်တို့ဘယ်ချိန်ပြုတ်ကြမလဲကျွန်တော်တို့ခံမှန်းရခက်တယ်အားလုံးကကျွန်တော်တို့ဒီရေဦးတော်လန်ရေးကအဲ့လောက်ညှို့ပြီးမှတိုင်းသားလက်နက်ကင်တွေအကုန်လုံးဘလောက်ထိညှို့ပြီးမင်းအောင်လိုင်းကိုဘလို့တိုက်မလဲဆိုတော့နေနေခံမှန်းရခက်တယ်ဒီနှစ်အတွင်း2025အတွင်းမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူးဖြစ်နိုင်တယ်လို့လည်းအမှခံလို့မရဘူးလို့ဗိုလ်ချုပ်တာပုံးကျော်ကပြောကြားပါတယ်2029စစ်စီရေးမှာ မျိုးတွေတင်ပိုက်နိုင်ခဲ့တာကိုလည်းပိုချုပ်တာပုံးကျော်ကရှင်းပြပါတယ်။အရင်ကဆိုရင်စစ်တပ်ကိုတိုက်ခိုက်တာဟာအာဏာရှင်တတိုင်းကိုခေါင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူကောင်းတာကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်း။ဒါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းပိုချုပ်တာပုံးကျော်ရဲ့မိန့်ခွန်းမှာပါရှိပါတယ်။မင်းအောင်လိုက်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနဲ့တော့လန့်သွားမယ်မထင်နဲ့။ပြီးတော့တွစ်ဆုံဆွေးနွေးငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဤလာကံတွေလုပ်ခဲ့တယ်။ ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်လို့ဗိုလ်ချုပ်တာပုံးကျော်ကပြောပါတယ်ဆေးအာနာရှင်ဖြုတ်ချရေးအတွက်အချိန်ဘလောက်ကြာမယ်ဆိုတာပြောလို့မရပါပဲဖြစ်နိုင်အောင်စူးစမ်းကြရမယ်လို့လည်းပြောပါတယ်မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်စူးစမ်းမယ်ကျွန်တော်တို့အားထည့်မယ်တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဗိုလ်ချုပ်တာပုံးကျော်ကပြောကြားခဲ့ပါတယ် DNL နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲတို့မျိုးဦးတော်လိုင်းရေးကပေါ်ပေါက်လာတဲ့ PDF တွေနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့တယ်လို့အသိပေးပါရယ်။ ကြာပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောပါတယ်။ကြာပြင်တစ်ချိန်မှာတနိုင်ငံလုံးကမင်းအောင်လိုင်ကိုတိုက်ဖြတ်ပြီးတော့ Federal ပုံစံနိုင်ငံတစ်ခုခုလုပ်တဲ့အချိန်ရောက်ပြီဆိုရင်အစင်သင်ပေါင်းဆက်နိုင်ဖို့တအောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုပြုလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောပါတယ်။ TNL နဲ့စစ်ကောင်စီတို့ဟာ2025အောက်တိုဘာ29-28ရက်မှာတရုတ်အစိုးရရဲ့ချားဝင်စည်းစက်မှုနဲ့တရုတ်နိုင်ငံကုမင်းမှာတွေ့ဆုံပြီးအပြစ်ရစေခဲ့ပါတယ်။ အပြည့်ရဲ့သဘောတူညီချက်မှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကတပ်တွေပြန်လည်စုခွာပေးရမယ်လို့သဘောတူညီခဲ့ရသလုံးစစ်ကောင်စီက TNL ထိန်းချုပ်ဒေသတွေကိုလေးချောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်စင်တာတွေမလုပ်ဘူးဆိုလို့သဘောတူညီခဲ့တာပါဒီလိုစစ်ကောင်စီနဲ့အပြည့်ရဲ့ဆဲရတာဟာလူလူရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နေတာမှုလျှော်နေစေဖို့ခက်ခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNL ကအသိပေးထားပြီးအပြည့်ရဲ့ကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ဒါကြောင့်ခီးသွွားပြည်သူတွေအနေနဲ့ ဆေးရှောင်တွေမိမိနေရက်မြို့ရွာကိုလွတ်လပ်စွာ ခရီးသွားလာနိုင်ပြီလို့အတည်ပြုထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကာလ၃ရက်စလုံးစတင်သွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီအတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့စစ်ကော်မရှင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုအချိုကာလကျင်းပစဉ်ကာလနဲ့ရွေးကောက်ပွဲအလွန်ကာလ၃ရက်စလုံးစတင်သွားမယ်လို့နိုဝင်ဘာ၃ရက်နေ့မှာအတည်ပြုပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပဖို့ရှိနေတဲ့အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မော်ပြဖက်ဒရယ်ကောင်စီ MSFC ကတရားမဝင်တူရောက်ရွေးကောက်ပွဲအပေါ်မူဝါဒယက်တီချက်စာတမ်းတစ်စောင်ထုတ်ပြန်လာတာပါစေုပ်စုကလည်းဖွဲ့စည်းထားတဲ့စစ်ကော်မရှင်အနေနဲ့2020ရွေးကောက်ပွဲရလက်အရာလူမှုစံနှုန်းကိုစန့်ကျင်ပြီးအာဏာသိမ်းခဲ့တာကြောင့်အာဏာသိမ်းစစ်တပ်ဟာတရားမဝင်အုပ်စုဖြစ်ပြီးရွေးကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ဆိုပါတယ်သူတို့ကျင်းပမဲ့ရွေးကောက်ပွဲကလည်းနိုင်ငံရေးအရာတရားဝင်မှုမရှိတာကြောင့်အတူရောက်ရွေးကောက်ပွဲသာဖြစ်တယ်လို့ Monty Federal ကောင်စီ MSFC ကသတ်မှတ်တာဖြစ်ပါတယ် နိုင်ငံရေးပြဿနာတွေကိုမဖြေရှင်းနိုင်ပေရွှေကောက်ပွဲကိုအတင်းပြုလုပ်ရင်ပုံမများပြတဲ့ပြည်ပခါကူတာဥတီစီမှာဖြစ်ပြီးပြည်သူကိုအကျိုးမဖြစ်စေပဲလူအများဆန္ဒနဲ့စန့်ကျင်နေတယ်လို့စာတမ်းမှာဖော်ပြပါတယ်။ဒါကြောင့် Monkey Federal Council MSFC အနေနဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်ရမှာပြည်သူလူထုနဲ့တော်လှန်ရေးအကျိုးစီးပွားကိုဥတီပြီးမဟာဗျူဟာနဲ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။မူဝါဒယက်တီချက်စာရန်ကို အခြေခံကအဲ့ဒီအတူရောင်ရွှေခောက်ပွဲအပေါ်တုံ့ပြန်ရေး MSFC အနေနဲ့ နိုင်ငံရေးနဲ့တန်တမာရေးအရာချင်းကမဲ့ရှေ့ဆက်လုပ်ငန်းစဉ်ကိုပေါ်ဆောင်သွားမယ်လို့အတည်ပြုတာပါစစ်ကော်မရှင်ကြီးညာထားတဲ့ရွေးကောက်ပွဲအစီအစဉ်ဟာအတူရောင်ဖြစ်ကြောင်းလုံးဝထင်ရှားတဲ့လက္ခဏာတွေပါရှိနေတယ်လို့ဆိုပါတယ်လွတ်လပ်မှုတရားမျှတမှုအားလုံးပါဝင်မှုရှိတဲ့ဒီမိုကရေစီလုပ်ငန်းစဉ်အတွက်မရှိမဖြစ်လိုအပ်ချက်တွေကိုပြည့်မီရေးပြတ်ကွက်နေတာပါအတိုက်ခံပါတီတွေလူမျိုးစုအဖွဲ့အစည်းတွေနဲ့အကြီးအကဲသက်ဆိုင်သူတွေကိုစနစ်တကျဖေထုတ်တာ အခြေခံလွတ်လပ်ခွင့်တွေကိုဖိနှိပ်တာ အဖွဲ့အစည်းတွေကိုချေလေတာလိမ့်လေလှည့်ပြားတဲ့လှုပ်ထုံးလုံးကြီးတွေကိုမိခိုးတဲ့အနေနဲ့စစ်တပ်ဟာမရှိတဲ့တရားမျှတမှုကိုအတူရောင်ဖန်တီးဖို့ကြိုးပမ်းနေတာလို့ဆိုပါတယ်။အခုလိုတရားမဝင်လုပ်ငန်းစဉ်ကိုပယ်ချရေးအတွက်မြန်မာပြည်သူလူထုအပါအဝင်နိုင်ငံရေးသက်ဆိုင်သူတွေနဲ့နိုင်ငံတကာမိတ်ဖက်တွေအကြားစီးလုံးညီညွတ်မှုဟာမရှိမဖြစ်လိုအပ်တယ်လို့ထောက်ပြထားတာပါ။ပြည်သူလူထုအနေနဲ့အတူရောင်ရွှေကောက်ပွဲလုပ်ငန်းစဉ်ကိုစန့်ကျင်တဲ့ငြိမ်းချမ်းတဲ့ခုခံတော်လှန်မှုကိုမယိမ့်မယိုင်ဆက်လုပ်သွားဖို့တောင်းဆိုသလိုအာနာဖီဆန်ရေးလှုပ်ရှားမှုနဲ့အသိပညာပေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ကိုလည်း MSFC ကတိုက်တွန်းထားပါတယ်။နိုင်ငံတကာအစိုးရတွေအနေနဲ့အတူရောင်ရွှေကောက်ပွဲကိုစတင်ဖို့ထောက်ပံ့အားပေးခြင်းမပြုဖို့နဲ့ပြည်သူလူထုရဲ့အသံကိုခိုင်မာစေရည်နဲ့တရားဝင်တဲ့ Federal Democracy ကူးပြောင်းရေးအတွက်တောင်းဆိုဖို့အားပေးတယ်လို့ဆိုပါတယ်။ဒါပြင်နိုင်ငံတကာအတိုင်းဝိုင်းဟာမြန်မာနိုင်ငံအတွင်းရှိအရက်ဖတ်လူအဖွဲ့အစည်းနဲ့အခြေခံလူထုရဲ့လှုပ်ရှားမှုတွေ NUG, NUCC, EOS နဲ့ MECS တို့ဦးဆောင်တဲ့အချက်တွေအပါအဝင်လှုပ်ရှားမှုတွေကိုတက်ကြွစွာ ထောက်ပံ့သင့်တယ်လို့စာတမ်းမှာဖော်ပြပါတယ်။ MSFC က NUG, NUCC, EOS, MECS တို့နဲ့အတူစစ်ကော်မရှင်ကိုတရားမဝင်ကြောင်းဖော်ထုတ်ရေးနဲ့တရားဥပဒေနဲ့အညီဒီမိုကရေစီကူးပြောင်းရေးအတွက်ဖိအားကိုထိန်းထားဖို့နဲ့ငြိမ်းချမ်းတဲ့တော်လှန်မှုနိုင်ငံရေးသပိတ်မှောက်မှုအသိပညာပေးလှုပ်ရှားမှုတွေနဲ့နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုတွေကိုညှိနှိုင်းဆောင်ရွက်ကြဖို့တောင်းဆိုထားပါတယ်။